အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel တဲ့ note ဆက်လိုက်ပါတယ်ဒီ week daily 30မှာကျွန်တော်တို့ကြည့်ရမယ်ဒီည9:00နာရီခွဲမှာ3ပွဲရှိတယ် Sunday မနက်မှာ Everton Newcastle ရှိတယ် Spurs နဲ့ Fulham ပွဲစဉ်တွေရှိတယ်ကျွန်တော်တို့9:00နာရီခွဲမှာစတင်မဲ့ Bradford နဲ့ Burnley ပွဲစဉ်တွေချက်တော့ကြည့်လိုက်ရအောင် Bradford နဲ့ Burnley ပွဲစဉ်ဟာတကယ်ကြီးလို့ဗဲသိမ်းကြိုက်ကြတယ်သူတို့နှစ်ပင်းရဲ့ head to head တွေ့ဆုံမှုမှာလို့ နှစ်ပွဲစီနိုင်ရရှိထားပြီးတော့တေရရှိချခြင်းမရှိဘူးเนาะနှစ်ပွဲစီနိုင်တဲ့ပွဲတယ်လေအိမ်ခွဲနေပြီပဲနောက်ဆုံး၅ပွဲရဲ့ရလဒ်တွေချက်လောက်ကြည့်လိုက်တော့ Bradford က Brighton နှစ်ကိုတကိုနဲ့ရှုံးတာလေဗန်လေးရတယ်ချက်စီကိုနှစ်ကို0နဲ့ရှုံးတာဒီပွဲစဉ်မှာတကယ်ကြီးတော့ဘယ်လိုမျိုးလဲထားတယ် Okay သူတို့ရဲ့ data လေးချက်လောက်ကောက်ကြည့်လိုက်တော့ position ဘိုင်းတွေမှာတော့30နဲ့90နေထားတိရှိပြီးတော့ တဖွာငါးဘွဲနိုင်ပြီးတော့ဗန်လီကသုံးဘွဲနိုင်တာတယ်။ဗန်လီကတန်းစစ်စုံထဲမှာရောက်နေပေါ့16ဆိုတော့ average goal ပါလီမှာတော့1.5နဲ့1.7ဆိုတော့ဒီပွဲစဉ်မှာတငင်ချင်းလို့ဘယ်လိုမျိုးလက်ထားတယ်။ကျွန်တော်ဂုန်းနဲ့မယ်လို့ထင်တယ်ဒီပွဲစဉ်ရော။ဘရက်ဖို့ကပဲဒီပွဲစဉ်မှာနှစ်ကိုတကိုဆိုရရတဲ့အနိုင်ရရှိအောင်ကျွန်တော်ခံမှန်းလိုက်ပါတယ်ဗျာ။ Okay, Man City နဲ့ United ပွဲစဉ်တွေတွားလိုက်ရအောင်။ မန်စတီးနဲ့လီယူနိုက်တက်ကတော့တကယ်ကြီးတော့တည်တဲ့အတိုင်းဒီပွဲစဉ်ကြီးကကိုပြတ်သွားမှအနေထားတော့ရှိတယ်။ Okay state လေးချက်တော့ကြည့်လိုက်ရအောင်။မန်စတီးက head to head မှာ10ပွဲနိုင်ပြီးတော့လီယူနိုက်တက်လည်းအရင်တော့အသင်းကောင်းပဲဆိုတော့9ပွဲတည်နိုင်ထားပြီးတော့9ပွဲတည်ကြထားတယ်နော်။ Okay နောက်ဆုံး9ပွဲကြည့်လိုက်တော့ Newcastle တော့မန်စတီးကရှုံးသွားတော့ pressure များသွားပြီ။လီယာလည်း Edward Estobilo ကိုအနိုင်ကိုထိမ့်မှာ ောက်ကြောက်ကနကိုနဲ့ရှုံးနေပါတာနော်ခက်ညံ့ညံ့ရတော့မဟုတ်နော်ပိုဇီရှင်မှာလို့လီယူနိုက်တက်ရောတန်စစ်စုံရောက်နေပြီးတော့မန်စီးတီးကစစ်သုံးမှရရှိနေတော့ဒီပွဲစဉ်ယူတော့နိုင်ကိုနိုင်ရမယ်အဘရစ်ကူစကိုမန့်တင်မှာတော့မန်စီးတီးကတော့ချင်းနေကောင်းတယ်ဒီပွဲစဉ်ကျတော့ဂိုးပြတ်သွားမှလို့ထင်တယ်ဒီပွဲစဉ်ယူကျွန်တော်မန်စီးတီး3-0ဆိုတဲ့အနေထားနဲ့ကျွန်တော်ကိုခတ်မှလိုက်ပါရဗျာဆန်နာလင်းနဲ့ဘုံမောက်ပွဲစဉ်နဲ့6-0တော့သွားလိုက်ရအောင် ဒီနေ့ပွဲမှာဒီပွဲကိုတော့ရင်အခုံဆုံးပဲခြေထဲမြတယ်ဆန္ဒလဲရတဲ့ခြေနေကောင်းနေသလိုဘုံမောက်လည်းမစိုးဘူးပြောလို့ရတယ်နော်ဒီနှစ်သိန်းရနောက်ဆုံး head to head တွေ့ဆုံမှုကြည့်လိုက်တော့ဆန္ဒလဲတပွဲပဲနိုင်ထားပြီးတော့ဘုံမောက်နှစ်ပွဲနိုင်ထားတယ်တပွဲတည်ကြထားတယ်ခိုးတယ်မပြတ်အောင်နော်သူတို့နှစ်သိန်းရတွေ့ဆုံမှုလေနောက်ဆုံး၅ပွဲမှာဆန္ဒလဲရဖူဟန်ကိုခိုးကတ်လေးနဲ့ရှုံထားပြီးတော့ပြပိုးကဝဆောင်းနှစ်ခုနှစ်ခုနဲ့တည်ကြပါ ပတ်စံနဲ့နီးပြပြောင်းနေတဲ့နည်းနဲ့ထိုင်ကြနေတဲ့နေသားတစ်ခုမှာတော့သူတို့နှစ်သိန်းအစစ်ရက်တွေမှုက9နဲ့8ဆိုတော့တိတ်တော့မကွာဘူးเนาะဒီပွဲမှာကိုတိတ်မပြတ်တဲ့အနေထားတော့ရှိလောက်တယ်เนาะဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်သေရလောက်ပဲကြံ့တက်တက်ပြပါတယ်တကိုးတကိုးဆိုသေရလောက်နဲ့ပြီးဆုံးရမယ်လို့ပွဲစဉ်ခတ်မှန်းလိုက်ပါတယ်ဗျာโอเคကျွန်တော်တို့အဗတန်နဲ့နျူကာဆယ်ပွဲစဉ်တွေတွားလိုက်ရအောင်အဗတန်နျူကာဆယ်ပွဲလည်းကောင်းတာပဲအဗတန်ကဒီနှစ်မှာချစ်တော်တော်လေး မှန်လာတဲ့အနေအထားရှိရလို့ပြောလို့ရရနော်သူတို့နဲ့သင် head to head တွေ့ဆုံမှုတွေမှာတော့ Everton 24ဘွဲ့နိုင် Newcastle 23ဘွဲ့နိုင်နောက်ဆုံး၅ဘွဲ့မှာကြီးလိုက်တော့ Everton အားလဲမန်ယူတော့အဝေးခွင်မှာနိုင်တာနော်တကော0နဲ့ Newcastle ကလည်းအင်ကွင်းပီပီ Man City တော့ဖုတ်ထားနေတာဒီခုမှာဒီပွဲစဉ်ရဲ့ Everton ကိုပါလီမှာ 1.0 1.08နဲ့ကလင်းရှေ့ရလဲနှစ်သိန်းလောက်၄ချိန်၅ချိန်တော့ရရှိတာဒီပွဲစဉ်နဲ့ကွန်ဘက်ပြတ်သွားဆိုရင် Everton နဲ့ Newcastle ကလည်းကျွန်တော်တကူတကူဆိုသေးရလာပဲကျွန်တော်ခံပန်းပေးလိုက်ပါတယ်ဗျာ Okay Spain ဖူရပွဲစဉ်တွေနောက်ဆုံးပိတ်လိုက်ရအောင် Spain လည်း home လို့နဲ့တော်တော်ကိုနေထားခက်ဆူဆူလေးဖြစ်လာလားလို့ Spain ရဲ့လူစင်းနဲ့ကြည့်လိုက်တော့လေလူစင်းကတော့ ခဏနေရမို့နော်သူကနဲ့သူကတော့ပြေးလွှားနေတဲ့နေသားတစ်ခုတော့ရှိတာပဲ had to head to some မှာ spa တဲ့ရတော့နိုင်ရရှိတဲ့အချိန်က16ချိန်နဲ့9ချိန်တော့များရှိတယ်သူနဲ့တဲ့နောက်ဆုံးပွဲစဉ်မှာ spa ဟာ arsenal ကိုလေးခုတကူဆိုတဲ့ရလာနဲ့အဝေးခွင်မှာဆုံးနေွာတော်တော်ဆွတ်ဆွတ်ပဲเนาะ ဖူဟန်နဲ့ဆန်နတ်လေးကိုတခုစီတော့အနိုင်ရရှိတာတော့ဆဲကိုကြည့်လိုက်တော့လေစပါ16မှာရှိပြီးတော့ဖူဟန်65မှာရောက်ရှိနေတော့5ဘွဲ့နိုင်4ဘွဲ့နိုင်3ဘွဲ့ရှုံ2ဘွဲ့ရှုံ4ဘွဲ့တိ6ဘွဲ့တိဖူဟန်တိပွဲတွေများနေတော့ Every Group ပါနေမှာတော့တိတ်သွားဖြစ်ဦးဆိုတော့ဒီပွဲစီမှာ Tottenham Hotspur နှစ်ကိုဒုက္ခဆွေကိုရလာနဲ့ပြီးဆုံးမှာတော့ခတ်မိုင်းနဲ့ကျွန်တော်တို့စနေနေ့ prediction တကညောအလုံးညောဆက်လာပါအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ